အရှင်ဖေဟာတပည့်တော်လျှောက်ထားပါရစေတပည့်တော်ငဲငဲကလေးကအဖွားတို့ပြောတာနှစွန်းနှဖျားကြာဘူးပါတယ်စိတ်သာရှင်စောဖေဟာဟောတဲ့ကုသိုလ်လှုပ်လှုပ်အကုသိုလ်လှုပ်လှုပ်စိတ်ထဲမပါရင်ဘာမှအကျိုးမရှိဘူးတဲ့ဖေဟာဟုတ်ပါသလားဆိုပြီးတော့ SKB လေးဆိုတဲ့အကောင့်ပိုင်ရှင်က ငရဲမကြည့်ဘူးလားဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာ စာလေးရေးပို့ထားတယ်။ကိုကပေးခြင်းစိတ်လှူခြင်းစိတ်မရှိဘဲနဲ့ခွဲရန်ကြလို့တာဝန်ကြလို့ကြောက်လို့ပေးလိုက်ရတဲ့အခါအဲ့ဒါလူပေးလိုက်ရလို့ကိုယ်စိတ်မှာကြည်နူးဝမ်းသာခံစားရနိုင်သလားအဲ့ဒါလူ ပေးလိုက်ရတဲ့အခါကိုယ်စိတ်မှာဆင်းရဲခံစားလိုက်ရသလားချမ်းသာခံစားလိုက်ရသလားကုသိုလ်ဖြစ်မလား အကုသို့ဖြစ်မလားအဲ့လိုပေးလိုက်ပါလျက်နဲ့ကြည်နူးဝမ်းသာခံစားမှုအကျိုးလေးတောင်မရတာဟာဘာကြောင့်လို့ဆိုမလဲကိုယ်စိတ်ကမပါလို့စိတ်မပါလို့ပဲမဟုတ်ဘူးလားကိုကပေးရင်ကျွေးခြင်းနေတဲ့သူတွေကိုပေးလိုက်ရတဲ့အခါကျွေးလိုက်ရတဲ့အခါကုန်းသွားပေမဲ့ကိုယ်စိတ်မှာပျော်ရွှင်ကြည်နူးမနေဘူးလားအဲ့လိုပစ္စည်းတွေကုန်းသွားပါရဲ့နဲ့ ြေနပ်ပျော်ရွှင်ကြည်နုနေတာကတော့ဘာကြောင့်ဖြစ်မလဲပြေးလိုက်ရတာချင်းအတူတူ ကိုယ်စိတ်ပါတာနဲ့ကိုယ်စိတ်မပါတာဘယ်လိုကွာခြားသွားတယ်လဲဗောညစွာဘုရားလက်ထက်ကပြင်းပြင်းထန်ထန်တရားအားထုတ်ရင် မျက်စိနှစ်ကွင်းအလင်းကွယ်သွားတဲ့စကုပါလမထေရဆိုတဲ့ယဟန်တပါရှိခဲ့ဘူးလေအဲ့ဒီမျက်စိမမြင်တဲ့စကုပါလမထေဟာမိုးရီရွာတဲ့ညတညမှာ ကြောင်တွန်းမှာလမ်းနေလျှောက်တော့ပိုးဖလံတွေကိုနင်းမိပြီးတော့ပိုးဖလံတွေသေးကုန်ရတယ်။ဒါကို အခြားယဟန်တွေကမနဲ့လင်းတော့မြင်တဲ့အခါပိုးဖလံတွေသေးနေတာကို ကြည့်ပြီးတော့ဖះကို သွားလျှောက်ထားကြတယ်။ဖះကယဟန်တာတို့ဆိုတာသေးစေခြင်းနဲ့စိတ်ထားနဲ့တတ်လဲမတတ်ပါဘူးလို့မိန့်တော်မူလိုက်တယ်။ပြောရရင်တော့သေးစေခြင်းနဲ့စိတ်ထားမရှိတော့ မကောင်းမှုအကုသို့မမြောက်ဘူးလို့ဆိုလိုက်တာပါပဲ။ဒါကြောင့်စိတ်သာရှင်စောဖရာဟောလို့လေဆိုကြတယ်နဲ့တူပါတယ်။နောက်မနောပုပ်ပင်ကမာဓမ္မာအကောင်းအဆိုးဆိုတဲ့တရားတွေမှာစိတ်ကဥဆောင်နေတယ်။မနောတိထာစိတ်ဟာအကြီးအကဲအုပ်ချုပ်သူဖြစ်တယ်။မနောမယာစိတ်ကြောင့်ပြည်စည်းကြရတယ်။မနတာစီပဒုတ်ထေနဘာတတိဝါကရောတိဝါ ဖြက်စည်းခြင်းနဲ့စိတ်ကဥဆောင်ပြီးတော့ရောတာပဲဖြစ်ဖြစ်လှုပ်တာပဲဖြစ်ဖြစ်တတော်နံဒုက္ခမနေသည့်အဲ့ဒီသူနောက်ကိုဆင်းရဲဒုက္ခတွေလှိုက်ဖြစ်နေမှာပဲစက်ကံဝဝဟတော်ပဒံအဝါချီယာနောက်လှဲပင်းလိုက်နေသလိုပဲတဲ့မနတာစေပတန်နေနာဘာတတိဝါကရောတိဝါကောင်းတဲ့စိတ်နဲ့ပြောမယ်ဆိုမယ်လုပ်မယ်ဆိုရင်လေတတော်နံဒုက္ခမနေသည့် ဆာယာဝအနုပါယိနီအဲ့ဒီသူနောက်ကိုကောင်းကျိုးချမ်းသာတွေပဲလိုက်ဖြစ်နေမှာပဲတဲ့အရေးကနောက်ကအစင်လိုက်နေတယ်လို့ပဲလို့ဆိုကြတယ်။ဒါကြောင့်စိတ်ကအရာရာဥဆောင်နေပါတယ်လို့ဆိုရတာပေါ့။ဒါကြောင့်စိတ်သာရှင်စောဖျားဟောလို့ဆိုကြတယ်လို့ထင်ပါတယ်။စာလေးတစ်ကြောင်းတွေ့ဘူးတယ်။သဘောကျတယ်။စိတ်မပါရင်ရိတ်သာဟာလဲအိပ်ရာပါပဲတဲ့။ ရိတ်သာသွားတရားအားထုတ်တယ်လို့လုံနေကြပြီမဲ့လေကိုယ်စိတ်ကတရားတဲ့စိတ်မပါရင်ဘာတရားရမှာလဲကိုယ်အိမ်ကကိုယ်အိယာနဲ့ဘာထုမှလဲဗောစိတ်ပါရင်အိယာဟာလဲရိတ်သာပါပဲတဲ့ကိုကသာတရားကိုနှလုံးသွင်းနေတယ်တရားစီပဲစိတ်ကရောက်နေတယ်ဆိုရင်လဲကိုယ်အိယာတဲ့နေလဲကိုယ်စိတ်ကကိုယ်အသည့်ကိုယ်နှလုံးသားထဲမှာတရားတွေကိန်းနေရင် ကိုယ်အိယာကလည်း ရိတ်တာပဲမဟုတ်လားဒါကြောင့်စိတ်ဟာအရာရာကိုဥဆောင်နေပါတယ်တခါကယဟန်တပါတရားရခြင်းလို့ယဟန်ပေါင်ဝန်လာခဲ့ယဟန်ပေါင်ရောက်တော့ဟိုလိုမနေနဲ့ဟိုလိုမသွားနဲ့ဟိုလိုဟိုလိုမစားနဲ့စသည်ဖြင့်စီကန်းချက်တွေတိတ်များတော့ယဟန်ဘွားကိုစိတ်ညစ်သွားတယ်ယဟန်ဘွားဟာကျဉ်ကျက်တဲ့ဘဝကြီးတစ်ခုလိုမြင်ပြီးတော့စိတ်တွေဆင်းရဲပြီး လူထွက်ဖို့တောင် စိတ်ကူးပုံပါပဲ။ အဲ့ဒီခါဘုရားကစီကားနေတိတ်များနေတဲ့ထင်ရင်စိတ်တစ်ခုတည်းကိုပဲထိမ့်ဖို့မိငယ်တယ်စိတ်ကိုထိမ့်နိုင်ရင် အာလုံးကိုလည်းထိမ့်ပြီးသားဖြစ်မှာပါပဲ စိတ်ကဆိုးနေရင်လည်းအာလုံးကဆိုးနေမှာပဲလို့ပြောကြခြင်းပါတယ်ညီကုန်းကျို့ပြောရရင်အရာရာစိတ်အရေးသဖွယ်တဲ့သူပင်ကောင်းမှကိုကောင်းရမယ်အလိုလိုက်တော့အမိုက်နေခြင်း တတိကရှုမှတ်ကြစီကွယ်ဆိုတဲ့ကြပြလေးကိုရွတ်ဆိုရင်ပဲဏီကုန်းချိုးလိုက်ချင်ပါတယ်အာလုံအာလုံစိတ်တလုံးကိုပိုင်းပြီးတော့ဆင်းရဲဒုက္ခငြိမ့်တဲ့အဖြစ်ကိုလှမ်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းဏီကုန်းချိုးလိုက်ပါတယ်